မန္တလေးတိုင်းမိုးကုံးမြို့ပြင်အရှေ့ပိုင်းနှင့်အနောက်ပိုင်းနှစ်ဖက်စလုံးတွင်ထိတွေ့တိုက်ပွဲများဖြစ်ပွားနေပြီးစစ်တပ်စစ်ကြောင်းများကမြို့ပြင်ဘက်သို့ထွက်ခွာလာနေမှုကြောင့်ဖြစ်ကြောင်းတော်လန်ရေးသတင်းရင်းမြစ်နှင့်ဒေသပြည်သူများကပြောဆိုသည်ယမန်နှင့်ညနေပိုင်းမိုးကုံးမြို့ပြင်အနောက်ပိုင်းတွင်ထိတွေ့တိုက်ပွဲများဖြစ်ပွားပြီးနောက်ယနေ့နံနက်ပိုင်းတွင်လည်းမိုးကုံးမြို့ပြင်အရှေ့ပိုင်းနှင့်အနောက်ပိုင်းနေရာနှစ်ခုစလုံးတွင်တိုက်ပွဲများဖြစ်ပွားလျက်ရှိကြောင်းစစ်တပ်ကမြို့ပြင်ဘက်သို့စစ်ကြောင်းများ ထွက်လာနေခြင်းကြောင့်ထိတွေ့တိုက်ပွဲများဖြစ်ပွားနေရခြင်းဖြစ်ကြောင်းတော်လန်ရေးသတင်းရင်းမြစ်ကပြောဆိုသည် ဒီမနေ့တစ်ဆယ့်နာရီလောက်ကတည်းကစစ်တပ်ကလက်နက်ကြီးတွေပစ်နေတာအခုဆိုရင်လက်နက်ကြီးအလုံး60ဆကျော်နေပြီးထိတွေ့မှုဖြစ်နေတာတွေကမြို့ပြင်အရှေ့ပိုင်းရောအနောက်ပိုင်းရောဖြစ်နေတာမိုးကုတ်အနောက်ပိုင်းဘော်လုံးကြီးဘက်နဲ့အရှေ့ပိုင်းမှာဆိုရင်ချောင်းကြီးကြောက်ဝါနဲ့ပြောင်ကောင်းဆက်အင်းပြန့်ထိတွေ့မှုဖြစ်တယ်လို့သိရတယ်အခုစစ်တပ်ကအရှေ့ပိုင်းအောင်နန်းဘော်လုံးကွင်းမှာဟောင်ဝိဇာအမြောက်တွေစင် နေတယ်ဟုမိုးကုတ်အခြေဆိုင်တော်လန်ရေးကင်းထောက်တည်ရင်းမြစ်က ရှင်းပြသည်စစ်တပ်ကမိုးကုတ်မြို့အတွင်းဝင်ရောက်လာပြီးနောက်မြို့ရင်းရှိ ထွေအုပ်အုပ်ချုပ်ရေးယုံဆေးယုံကျောင်းတို့တွင်အထိုင်ချပြီးစစ်စခန်းများဖွင့်လှစ်ထားကြောင်းမိုးကုတ်မြို့အတွင်းသို့ဗိုလ်မှူးချုပ်အဆင့်ရှိစစ်အရာရှိတအူးက ရောက်ရှိစစ်စင်ရေးများကိုကိုကဲနေကြောင်းစစ်ဘက်သတင်းရင်းမြစ်ကပြောဆိုသည့်မိုးကုတ်အတွက်တာဝန်ချထားတာကဘုံမှုချုပ်အဆင့်အရာရှိထိုင်တာနိုဝင်ဘာ30ရက်နေ့မှာသူရင်နန်းနဲ့ဝင်သွားတာနမေတော့မတိရဘူးလောလောဆယ်တိရသလောက်တော့ထွေအုပ်ယုံဆေးယုံနဲ့အเจ้าမှာအထိုင်စခန်းချထားတယ်လို့သိရတယ်အခုတိရသလောက်တော့နောက်ထပ်စစ်ကူစစ်ကြောင်းထပ်သွားမယ်လို့သိရတယ် ဟုစစ်ဘက်သတင်းရင်းမြစ်ကပြောဆိုသည့်အကြမ်းဖက်စစ်တပ်ကထွာတက်များနှင့်အတူနိုဝင်ဘာလ26ရက်နေ့နှင့်နိုဝင်ဘာလ30ရက်နေ့တို့တွင်မိုးကုတ်မြို့အတွင်းသို့ဝင်ရောက်လာခဲ့ပြီးနောက်နိုဝင်ဘာလ30ရက်နေ့ညနေပိုင်းစစ်တပ်နှင့်ပြည်သူ့ကာကွယ်ရေးတပ်မတော်များအကြားတိုက်ပွဲများဖြစ်ပွားနေခြင်းဖြစ်သည်